ကီမီနယ်မြဝတီမြို့နီးဒီကေပီထိချုပ်နေမြေတွေဖြစ်တဲ့ကြောက်ခဲဟောလေးမင်းလက်ပံကြီးရွာဒီမှာအခြေစိုက်ထားတဲ့အွန်လိုင်းငွေလေးလုပ်ငန်းတွေမှာတရုတ်လူမျိုးတွေကလုပ်ငန်းဆက်လက်လည်ပတ်နေပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့မှာဒီကေပီတာဝန်ရှိသူတဦးကမီဒီယာတွေကိုခေါ်ပြီးဒေသရှင်လွယ်ပဲပြုလုပ်ရမှာအွန်လိုင်းငွေလေးလုပ်ငန်းတွေမှာလူကုန်ကူးခံရသူ443ဦးပြန်ပို့မယ်ဆိုပြီးပြောပါတယ်။အဲ့ဒီပြန်ပို့မယ်သူတွေထဲမှာအီသိုပီးယား၊ကင်ညာ၊အင်ဒိုနီးရှား၊လာအိုစတဲ့နိုင်ငံတွေပါဝင်နေပေမဲ့တရုတ်လူမျိုးတွေမပါဝင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်နေ့မှာနိုင်ငံသား260ဦးကို DGPA ကထိုင်းနိုင်ငံကိုလွှဲပြောင်းခဲ့ပေမဲ့အဲ့ဒီထက်မှလည်းတရုတ်နိုင်ငံသားတွေမပါဝင်ခဲ့ပါဘူး။ online ငွေလိမ်လုပ်ငန်းလုပ်ကင်နေတဲ့တရုတ်လူမျိုးတွေကဆက်ပြီးရှိနေတယ်လို့သိရပါတယ်။ဒီဟာဟိုဘယ်မှမရဘူးရှိပါတယ်ဆရာ။နော်ရှိတယ်ဆိုတော့အဲသူတို့လာလှုပ်တော့လည်းနော်သူတို့ဒီလိုလှုပ်တယ်ကျွန်တော်မသိဘူး။အခုဒီနေ့ဒီချိန်ဒီခါဒီ second စပြီးမင်းတို့လိုညင်းစဲနေပတ်တယ်လို့မင်းလှုပ်လို့မရတော့ဘူးနော်။အေးဘာဖြစ်လဲအခုဒီချိန်မှာကျွန်တော်ချက်ချင်း ်အမနိုမောင်းထုတ်လိုက်ပြန်သူလည်းဆောက်ဥတွေလည်းလောက်ထားတယ်ဗျနော်ဥမာကျွန်တော်တို့လည်းဟိုဒေတာဖွင့်ပြရေးအထွက်ဒေတာမှာလူသားအရင်းမြစ်တွေရှိမှပဲကိုဟိုရင်းဝလာအဲအဒီလူတွေနော်ပထမကျွန်တော်တို့သူတို့ခေါ်ပြောယူဝန်ကြီးပေးလိုက်ပြီနော်နော်ဒုတိယတစ်ခါမနိုတို့လိုပဲထပ်လုပ်မယ်ဆိုလို့ရှိလို့ရှိရင်မင်းတို့ဟိုလည်းငါတို့မညာတာတော့ဘူးအခုအချက်ချင်းမင်းတို့သွားလစ်နော်သူလည်းရင်းနှီးမြှုပ်တာသူတိုက်အိမ်နေနော်ကျွန်တော်ယူမှာမရှိဘူးလားပြောမယ်ဆိုကျွန်တော်နိုင်ငံမှာကျွန်တော်ကိပြင်းမှာတော့မရှိဘူးသူအိမ်နေသူဟိုရင်းနေကတလုံးလုံးကြီးမှကြီးပဲကျွန်တော်တော့သီယူတယ်နော်သီယူလားမသိဘူး ်နော်အေးပြန်ကြည့်ရအဲ့လိုလှဲ့ဆင်ဟာဒီကောင်နေငါတို့မညာတာဘူးနော်လူသားချင်းမစားတော့ငါတို့ပစ်ဆန်နဲ့ရင်းနာတဲ့ဘာညာဒါလည်းထပ်ပြီးတမျိုးပြောခံရအောင်မယ်အဲ့ဒါကြောင့်မင်းတို့ဒီလောက်ပဲဆက်လို့တော့နော်နောက်ဒီလိုဆက်လို့လို့မရတော့ဘူးဆိုတာအဲကျွန်တော်တို့အဲသူတို့ပြောလိုက်တယ်ထပ်လို့ဘူးဆိုဒီခါတော့ကျွန်တော်ပြစ်မတော့မင်းတို့သွားတော့နော်လစ်တော့မင်းတို့နိုင်ငံနော်အခုလိုပဲဒီလိုအပ်ပေးတဲ့ပုံစံမျိုးကျွန်တော်အားရမှာပါဆရာကြီးနော် ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာခြေကုပ်ယူထားတဲ့ကြားဖြန့်လုပ်ခေါ်တဲ့အွန်လိုင်းဝင်လေလုပ်ငန်းတွေကိုနှိမ်နှင်းဖို့ဆိုပြီးတရုတ်အစိုးရကဇယုံစစ်စင်ရေးပြုလုပ်မယ်ဆိုတာဖေဖော်ဝါရီလမှစတင်ထုတ်ပြန်လာပါတယ်။တရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကိုတိုင်ထိုင်းနိုင်ငံကိုရောက်ရှိလာပြီးမဲဆောက်မြို့မှာတဆင့်မြောက်ဒီမြို့ကိုတွားရောက်ကအွန်လိုင်းဝင်လေလုပ်ငန်းကလူကုန်ခံရတဲ့သူတွေကိုတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံမှုမှာစစ်ကောင်စီနဲ့ကရင်နယ်ခြားစောက်တဲ့ BGF နဲ့သာတွေ့ဆုံခဲ့တာပါ။လက်ရှိအချိန်ထိ DGB အဖွဲ့ကိုဆက်တွယ်လာတာတွေ့ဆုံတာတွေမရှိသေးဘူးလို့သိရပါတယ်။ တော့တရုတ်စကားလည်းမတတ်ဘူးဟိုတရုတ်လည်းကျွန်တော်တို့အစိုးရမဟုတ်တော့ကျွန်တော်တို့ဟိုမပြောဘူးเนาะလက်ရှိအစိုးရဖြစ်တဲ့လူတွေတို့ဆွေးနွေးဆွေးနွေးမယ်ကျွန်တော်တို့တရုတ်အာဏာပိုင်နဲ့လက်စကားပြောတာမရှိဘူးကျွန်တော်တို့လည်းတို့ဟိုဂီယူမဆိုင်တယ်လည်းပန်ပေါ့เนาะမေတ္တာဆိုတာသွာလာရှိတယ်သူတို့ဂီယူမဆိုင်လည်းကျွန်တော်တို့လည်းဂီယူမဆိုင်ပါဘူးဘာကြောင့်လဲကိုတိမင်းကိုစားပြီးတော့ကိုကန်ကျမကိုဖန်တီးနေရတယ်လေကြောက်ပြန်လုပ်ငန်းတွေရှိတဲ့ကြောက်ကက်ဟောလီဒေတာခန်တွေကတော့တရုတ်လူမျိုးတွေကိုအရင်လိုရွာထဲမှာတွေ့ရတော့ပေမဲ့တရုတ်ဆက်တွေထဲမှာရှိနေသေးတယ်လို့ဆိုပါတယ် မီဇီမာမကြောက်ခက်ကြီးရွာကိုမက်ရှလာ9ရက်နေ့မှာရောက်ရှိခဲ့တဲ့အချိန်မှာတော့တချို့တရုတ်စိတ်တွေမှာလုပ်ငန်းလက်ပတ်နေတဲ့ပုံစံတွေတွေ့မြင်ခဲ့ရပါတယ်။ကြောက်ခက်မှာအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုနှိမ်နှနေတယ်လို့ DGB တာဝန်ရှိတဲ့သူတွေကပြောဆိုထားပေမဲ့အလုံယုံအချို့မှာတော့လုပ်ငန်းလက်ပတ်နေပါတယ်။မက်ရှလာ9ရက်နေ့မှာ DGB ကဒင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့အချိန်မှာသူတို့ပြသတဲ့နေရာတွေကိုဒါဓာတ်ပုံဗီဒီယိုရိုက်ကူးခွင့်ရခဲ့ပြီးနေရာတော်တော်များများကိုရိုက်ကူးခွင့်မရခဲ့ပါဘူး။အွန်လိုင်းငွေလိမ်လုပ်ငန်းလှုပ်ဆောင်နေတယ်လို့ယူဆရတဲ့အစအုပ်ရှိခဲ့ ဖြတ်သွားတဲ့အခါမှာလုံချုံရေးယူနေတဲ့တကယ်ပြီးရဲဘော်တွေကဗီဒီယိုရိုက်လို့မရဘူးဆိုတဲ့အတန်တွေနဲ့အော်ဟစ်တားမြစ်တာတွေပြုတ်လောက်ခဲ့ပြီးတနေ့နောက်တွေကိုဖုံးယူစစ်တဲ့အထိပြုတ်လောက်တာတွေချင်းချောက်တာတွေလည်းပြုတ်လောက်ခဲ့ပါသေးတယ်ဘလော့မီဒီယာကိုဆက်လက်ရည်တည်ဖို့ပြည်သူတွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။